အားလုံးမင်္ဂလာပါ property စီကနေကြိုဆိုပါရစေဒီနေ့ဒီဗီဒီယိုကတော့ကျွန်တော်အိမ်ဆောက်ဖို့စဉ်းစားနေတဲ့လူတွေအတွက်ဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီအိမ်ကတော့ကျွန်တော်တို့ဒါ great empire မြန်မာနေပြီးတော့3300ဈေးပေါ့နော်ဒါလွန်ခဲ့တဲ့6လကလက်ခံပြီးတော့စောက်ထားတဲ့ modern design အိမ်တစ်လုံးပဲဖြစ်ပါတယ်ဒီအိမ်ထဲမှာကျွန်တော်ဒီ3300ကျော်နဲ့ဘယ်လိုပုံစံစောက်ထားတာလဲ layout တွေကျွန်တော်တို့သွားပြီးတော့လေ့လာမှာဖြစ်ပါတယ် ကိုလည်းအိမ်ဆောက်ဖို့စဉ်းစားနေတယ်ဆိုရင်လည်းအဲကျွန်တော်တို့ထက်စဉ်းစားပြီးတော့ consultant လုပ်လို့ရအောင်လဲကျွန်တော် hotline ရော page ရောထည့်ထားပေးမှာဖြစ်ပါတယ်။အဲဆိုအခုကျွန်တော်တို့ design ကတော့မြင်လိုက်တာနဲ့ကျွန်တော်ခဲအောင်နဲ့အဖြူရောင်နဲ့ဒါကျွန်းအရောင်အဲ၃ရောင်လောက်ကိုဆက်ထားတာကိုမြင်ရမှာဖြစ်ပါတယ်။ပြီးတော့ရင်ဒီမှာကျွန်တော်တခုတတိထားမိမှာအိမ်ပေါ့နော်။ဒါကကျွန်တော်တို့ရဲ့ chain အ plain level လင်း level ကနေပြီးတော့ကျွန်တော်တို့အိမ်ကိုအနည်းဆုံးသာ3ပေလောက်ကိုမြင့်ထားတာကိုမြင်ရမှာဖြစ်ပါတယ်ဒီလိုလှုပ်ထားခြင်းအပြင်အာကျွန်တော်တို့မိုးအများကြီးရွာလို့အဲရေတင်တာတို့ဘာလို့လဲစိုးရင်ဆရာမရှိဘူးပြီးတော့အိမ်ကပို့ပြီးတော့အာထည့်ပြီးပို့ပြီးမြင့်သွားတာပေါ့နော်အာဒီအိမ်ကတော့တချမ်းအနေထားတော့တော်တော်လေးကျေတာဖြစ်တဲ့ကြောင့်မလို့အိမ်ကပို့ပြီးတော့ဟိုအလှဖန်တီးလို့ရတယ်ပြီးရင်နှစ်ဖက်လှလို့ပုံစံလေးဖြစ်သွားတာပေါ့နော်ပြီးတော့ရင်ကျွန်တော်တို့ ဒီနိုင်ငံနေရာတွေမှာဆွင်လဲအခုလို့ကျွန်တော်တို့လိုင်းတွေပေါ့နော်လိုင်းတွေပေါ်ထားတာမြန်မာဖြစ်ပါတယ်ဒီအိမ်ကိုတော့ကျွန်တော် great employer မြန်မာနဲ့ပြီးတော့ဒါပြီးဇင်းုံနဲ့အစအဆုံးထိဆောက်ထားတာဖြစ်တာပေါ့နော်ဆိုတော့ပြီးဇင်းုံကိုတော့အချိန်နေနဲ့အချိန်ကပုံမူတည်ပြီးတော့ကျွန်တော်ဈေးအပြောင်းလေးရှိပါတယ်ဒါကိုလည်း online ဆက်သွယ်နင်းမြင်လို့ရပါတယ်ကဲဆိုတော့အခုချိန်ကတော့ကျွန်တော်တို့အိမ်နဲ့စပြီးတော့လေ့လာမှဖြစ်ပါတယ်ဒီမှာတော့ကိုယ်အိမ်ကိုအိမ်တက်ဆိုတာပေါ့နော်တော့ ်ဗော်ဒီကိုအမြင့်ရည်ကိုကျွန်တော်တို့အာတက်လာမယ်ဒီမှာဒီ space ကတော့အခုကျွန်တော်ဖတ်နိုင်ဒီပါထားလို့ရတယ်ဒီမှာဆွင်တဲ့အခုဘန်းပေလေးတွေစိုက်ထားတယ်အိမ်တစ်ခုလုံးကတော့ပို့ပြီးတော့အာစိတ်စိတ်ဆူဆူနဲ့ပို့ပြီးတော့လှသွားမယ်အနေထားမှာဖြစ်တာပေါ့နော်ကဲဆိုတော့အိမ်ထဲသွားပြီးလေ့လာကြည့်လိုက်ဆိုတော့အခုကျွန်တော်ဧကန်ဝင်လိုက်တာနဲ့ဧကန်ရဲ့ space ကအခုကျွန်တော်အသက်ရှူချောင်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အာဘုရားကျောင်းရောဧကန်ရောဒီ space ကိုဒီလို L shape တစ်ခုလုံးယူထားပါတော့ဒီအိမ်ကတော့ကျွန်တော်တို့ ခြံ40အနောက်ကိုတည်ရာကိုကျွန်တော်တို့အိမ်ကျွန်တော်25ပေပေ40ယူထားပါတော့နော်25ပေပေ40ကိုသုံးထပ်အဒီလိုပုံစံစောက်ထားခြင်းအပြင်ကျွန်တော်တို့အိမ်ကဘယ်လိုပြောမလဲ compact ဖြစ်တယ်ပြီးတော့ရင်ခြံမြေနေရအပူတွေရလာမယ်လူမလူကကျွန်တော်တို့နေရထိုင်ရပို့ပြီးလွတ်လွတ်လပ်လပ်ရှိမှာနော်အခင်းကတော့ဒီသိန်း3600 3900ဝန်းကျင်မှာစီလင်ပါပြီးတာရေမီစီအကုန်ပါပြီးတာကျွန်တော်တို့အခုအာဘာဂေးပေါ့နော်အမ် လမနိတ်ပါကေပါပြီးသားဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်တို့ဖျားချောင်းပြီးသွားရင်ကျွန်တော်တို့ဧကန်ကျဲပါနော်ဒီမှာကြည့်လိုက်ဒီဧကန်ကလုံးဝအကျဲပဲနေလို့ထိုင်လို့တော်တော် fine အများအားကျွန်တော်တို့အိမ်ဆောက်မယ်ဆိုရင်တော့ဧကန်ကတော့ကြည်ကြည်လေးတော့ထားစီခြင်းလေအဲဒါကကျွန်တော်တို့ house rule တွေအများကြီးလုပ်ခဲ့တဲ့အချိန်မှာဧကန်ကျဲတဲ့အာအိမ်ကပို့ပြီးတော့ထည့်တယ်နေရထိုင်ရပို့ပြီးကောင်းတယ်အဓိကတော့ကျွန်တော်အများအားအိတ်ခန်းထဲမှာပဲမနေဘူးပေါ့နော်အိတ်ခန်းကတော့သူ compact ဖြစ်တယ်အာကျွန်တော်တို့ master bedroom အခြေအကြီးတစ်ခန်း နှကန်းပါပြီးတော့တခြားအခန်းတွေပုံမှန်အခန်းလောက်ဆိုရတယ်ဒါဒါကျွန်တော်ရဲ့ experience ပေါ့မူတည်ပြီးတော့ဟိုကြံ့ကြံ့ပေးတာပေါ့နော်အဲမြင်ရထက်မှာတော့ဒီဘက်မှာရေချိုးကအင်တာတွဲပါတဲ့အခန်းတစ်ခန်းပါတယ်အများတန်းကျွန်တော်အိမ်ဆောက်မယ်ဆိုရင်တော့ဟိုတချို့အိမ်တွေကတော့အဲ့လိုအာမြင်ရထက်မှာအိတ်ခန်းတွေမထားတာတောင်တွေ့ဘူးရပါတော့ဒါပေမဲ့မြင်ရထက်မှာအိတ်ခန်းထားခြင်းအဖြစ်အားတာချက်ကတော့အာကျွန်တော်လူကြီးတွေအာလေကာတက်ဘုခက်ခဲတဲ့လူတွေအတွက်အခန်းတစ်ခန်းရမယ်ပေါ့နော် ဒီမှာယေဂျူဟန်အိန္ဒာယေဂျူဟန်အိန္ဒာလည်းသူ့ဟာလည်းသူဒီအဲ space ကတော့ကျဲပါတယ်ဒီမှာဆိုရင်ရေဘူးရေတွေပူတိုင်းပေးစင်ရအကုန်လုံးပါပြီးသားဒီအိမ်တစ်ခုရဲ့ material နဲ့အာပစ္စည်းတွေကတော့အဓိကတော့ကျွန်တော်အိမ်ဆောက်တဲ့အချိန် budget အပေါ်မူတည်ပြီးတော့အာများกว่าမှာပေါ့နော်ဒါပေမဲ့ကိုဆောက်တဲ့အချိန်မှာအိမ်တစ်လုံးကတော့ဒီလောက်ဆိုရင်လည်းအရန်နေလို့ထိုင်လို့ကောင်းတယ်နောက်ဟိုကျွန်းခင်းမှာမဟုတ်ဘူးတကယ်တော့ဒီ material တွေဆိုရင်လည်းအခုခစ်တက်မှာ ချမစားဘူးရေဆူခံတယ်ပွာတာလည်းမရှိဘူးပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒီမချီဗီယာကိုလည်း personal ကတော့သဘောကျတယ်ဆိုတော့ဒီအပေါ်မှာလီကာပြင်အနောက်မှာကတော့ kitchen ပေါ့နော်ဆိုရဲမိမှုခံတဲ့ဓမင်းစားခန်းကိုလည်းဒီလိုပေါ့နော်ဒီကတော့ကျွန်တော်ပြင်25ပြီအပေါ်မှာစောက်ထားပေါ့နော်ကိုလည်းအိမ်ဆောက်မှာ25ပြီအကျေဟိုစောက်ချင်တယ်ဆိုရင်အခုဒါလည်း idea တစ်ခုနောက်ပြီးတော့ကျွန်တော်တို့ concept တခုပေါ့နော်အဲလေ့လာလို့ရတဲ့အနေအထားမှာရှိပါတယ်ပြီးရင်ဒီဘက်မှာဆိုရင် common wc ဒီခန်းပါမယ်အာဘေးကိုလည်းထွက်လို့ရမယ်တဏီယာရပါနော်ဒီမှာ common wc ဒီခန်းဒီဘက်မှာကတော့ store ဒီခန်းပါနော်အဲ့ဆိုတော့ကျွန်တော်ဒုတိယအလောက်တက်ရှိမယ်လားဆိုဒုတိယအလွာမှာတော့ကျွန်တော်တို့ဒီလိုပေါ့အာဒီလေကားလက်ရန်တွေကတော့ဒီလိုအမဲအောင်ကိုကျွန်းနဲ့ လောက်ထားပြီးတော့ကနှုတ်ပေါ့နော်ဒီအခင်းကတော့ကျွန်တော်ကြွေပြားသုံးထားတာတွေ့ရတယ်အဲတချို့အခုနောက်ပိုင်းထွက်တဲ့ကြွေပြားလေးဆိုရင်လေကခင်းတဲ့ကြွေပြားအလိုအချက်ရှိရပေါ့နော်အဲလေးပေအဲရှစ်ပေဆိုင်တွေပေါ့နော်အဲလိုအဲလို site တွေရှိလေးပေ6ပေ site တွေရှိအဲလိုဟာတွေခွဲပြီးတော့ခင်းမယ်ဆိုရင်လည်းတော်လေးလာသွားမယ်ဆိုအခုဒီ second floor မှာတော့အိမ်ခန်းကတော့ကျွန်တော်တို့ဒီတုံခန်းပါမယ်ဒီမှာတခန်းဒီမှာ single bedroom တခန်းပြီးတော့ family living room အတွက်တခန်းကြီးတခန်းပါနော်လား ီမှာတော့ကျွန်တော်ဝင်လိုက်တာ ਨੇ အဲဒါမိသားစုဧကန်လို့မျိုးပေါ့နော်ဧကန်ကျေတခန်းရမယ်အမြဲတမ်းပေါ့နော် space ကတော့ကျွန်တော်ကတော့အဲ့လိုကြေကြေဝင်းနေရတာကြိုက်တယ်ပေါ့နော်ဒါပေမဲ့အရင်ကြီးကျေသွားတာမျိုးမဟုတ်ဘူးဒီ space ကိုကွက်တိပဲမှဒါဟိုဒီအိမ်မှာတော့ sofa တွေကတော့မပါပေါ့နော်စောက်တဲ့ ဈေးနှုန်းထဲမှာတော့ဆိုဖာတွေကတော့မပါဘူးဒီဆိုဖာတွေကတော့အရှင်ကွက်ကိုဝယ်ထားတယ်ပေါ့နော်ဒါပေမဲ့အဓိကတော့၄ယောက်ပေါ့နော်တေကားတက်လိုက်တာနဲ့ကျွန်တော်တို့အိတ်ကန်သုံးကန်အဲဆုလိုက်တယ်ပြီးမှဒီလို space အခြေတစ်ခုယူလိုက်တယ်ဒီလိုလှုပ်ထားခြင်းအဖြစ်အာအခန်းထဲကလူလဲဒီမှာထွက်ထိုင်လို့ရတယ် TV ကြည့်မယ် gathering လုပ်မယ်ဖုန်းထွက်ပုတ်မယ်ပေါ့နော်အာစင်ပြည့်တဲ့နေရာဖြစ်ပါတယ်ပြီးရင်ဒီဘက်မှာအခန်းတစ်ခန်းပေါ့နော်ဝရန်ဒာအခြေအိမ်ခန်းလက်ပြနောက်တစ်ခုကသူ့ရဲ့ဒီ ventilation တွေပေါ့နော် ဒီ ventilation နေဆိုရင်အခုဒီမှာ lighting ဆိုရင်အဲ့လိုအကျယ်ကြီးဖွင့်တာအမြင်လဲကျွန်တော် house ဆိုးလို့ရင်အဲ့လိုအမ်အရင်အခန်းကြီးကိုလောဘကြီးပြီးတော့အခန်းတွေအများကြီးအများကြီးဖွင့်လိုက်တာမျိုးထက် living space ကိုမြင်းများထားရင်ပူကြိုက်တယ်ပြီးတော့ရင်အခုလိုမျိုးဟိုပတင်းပေါက်တွေကြဲကြဲဝင်းထားပါတော့အဲတကယ်အလင်းရောင်လင်းရောင်လင်းကောင်းကောင်းမွန်ရတယ်ဆိုရင်လေ Spotify ဒါဒုတိယအလောမှာတော့အခုလိုကျွန်တော်ဝရန်ဒါအကျယ်တခုလည်းပါဝင်မှာဖြစ်ပါတယ်ဝရန်ဒါအကျယ်မှာဒီလေယံတွေဆိုရင်လည်းဒါ glass ပေါ့နော် glass တုံးကတော့အပြင်နဲ့ကြည့်လိုက်ရင်လည်းပိုပြီး modern ဖြစ်တယ်ကိုကိုယ်တိုင်နေရတဲ့အချိန်မှာလည်းပိုပြီးတန့်တယ်ပေါ့ဒါတွေဆိုရင်ကျွန်တော်တန့်ရှင်းလုပ်လိုက်မှာဆိုတော့အမြဲတန့်တယ်အိမ်တစ်ခုကတော့အမြဲတန့်ရင်ပိုကောင်းတယ်ဘာလို့ဆိုရင်တကယ်တူဒါဒီမှာအုပ်ဒီပိုင်စီးလိုက်မယ်ဆိုရင်ကျွန်တော်တို့အာမိုးရာဒီပါညာဆိုရင်လည်းညှိတက်မယ်တကယ်လို့ဟိုပါပေါ့ဟိုတန်တဲ့ တန်ပန်းဘာလဲလှုပ်လိုက်မယ်ဆိုရင်လည်းတန်ကြီးကြိုက်တဲ့အချိန်မှာလည်းသိမလာတော့ဆိုတဲ့အဆင်တော့ကျွန်တော်တို့ဒီအလွာမှာဒီလူမျိုးဒါသူ့ရဲ့၄ယောက်ကဒီမှာအခန်းကျဲပြီးတော့ရင်ရှေ့မှာဘယ်ကနီတခုဝန်ထမ်းဒါကျဲကျဲပေါ့နော်ဆိုတော့ကျွန်တော်အခန်းလေးကြည့်ရအောင်လားအခန်းဖွဲ့စီပုံပေါ့နော်ဒီအခန်းကတော့သူကတော့ရချူဟိုင်းနဲ့တွဲဖြစ်ပါလေကျွန်တော်ခုနပြောလို့ပေါ့ဒီအခန်းကတော့ပေ25ပေပေ40ဆိုတော့ ာပုံမှန်20ထက်တော့ပိုကျဲတယ်ဒါကြောင့်မလို့လဲပိုပြီးတော့နေလို့ထိုင်လို့ကောင်း40လောက်ကျဲပြီးတော့အခန်းထဲအများကြီးလူဖွဲ့တာမျိုးတက်ဒီ25ပြီလောက်ဆိုရင်လည်း fine ပေါ့နော်ဘာလို့လဲဒီချမ်း40 80ဆိုတော့ဆိုတော့ဒီလိုအခန်းထဲမှာဒီလို butter နော် butter area လေးရမယ်ရေဘူးရေးဒီဘိုးတိုင်းဘေးစင်းနဲ့သူ့ဟာလည်းသူအာရပြီးပြီဆိုတော့ဆိုတော့ဒီတခန်းကြည့်ပြီးတော့ညတော့ဒီအလဲမှာတော့တို့ကတော့ single bedroom အခန်းသေးပေါ့နော်အခန်းသေးတခန်းပါမယ် ပြီးတော့ရင်ဒီဘက်ချမ်းကတော့လောကနောက်အခန်းကျယ်တစ်ခန်းပါเนาะသူကတော့ဒေါန်ကန်ဒေါန်ကန်ဖြစ်သွားမယ်အာတကယ်လို့ကိုကအာဈေးကွက်ထဲမှာကျွန်တော်တို့ဟိုကျွန်တော်ဗီဒီယိုကြည့်ဖူးရဲလို့ဆိုရင်လည်းတွေ့ဖူးမှာပဲခြံကတော့ဘာလို့ဆိုရင်ကျွန်တော်တို့မြောက်ဒဂုံတောင်ဒဂုံတို့ဘာလို့နေမယ်ဆိုရင်ပီ40 60 20 60 30 60စသဖြင့်ကိုယ့်ရဲ့ခြံ limit ကအဲ့ဝင်းကျင်လောက်ရှိတဲ့အချိန်မှာကျွန်တော်တို့အိမ်ကအပြည့်ဆောက်လိုက်မယ်ဆိုရင် space အရာကျွန်တော်ခြံအနေထားကဒီလိုအနေထားရှိနေပြီဆိုရင် အကြံပြုတာကတော့အပြစ်မဆောက်ဘူးပေါ့နော်အခုလိုမျိုးတကယ်လို့ကိုကတော့ပေ40ပေ60ရှိတယ်ဆိုရင်လည်းအပြစ်ဆောက်လိုက်တာမျိုးထက်နောက်ဆုတ်လာမျိုးတို့ဘေးကတ်ဆောက်တာမျိုးတို့အဲ့လိုအိမ်တလုံးကအာကျွန်တော်တို့နေ့စဉ်မှာ အများကြီးနေလူထိုင်လို့ကောင်းတဲ့အိမ်တလုံးဖြစ်သွားမှာပေါ့နော်ဆိုတော့ဒါတော့ဒီချူကအိမ်လာဖြစ်ပါလေဒီချူကအိမ်လာမှာတော့ဟိုထုံးစံအတိုင်းပဲဒီ3000ကျော်တဲမှာ ဒီအခုအမြင်အတိုင်းအကုန်ပါဝင်မှာဖြစ်ပါတယ်။ကဲအဆောတော့ကျွန်တော်တို့အပေါ်ဆုံးအလောတွေ့ချင်းမယ်။အခုကျွန်တော်တို့ဒါအပေါ်ဆုံးအလောရဲ့လေကအင်ဆင်လဲ lighting ကောင်းတယ်မို့နော်။လင်းဝင်ထွက်လေးကောင်းတယ်။ပြီးဒီအပေါ်ဆုံးကတော့အာလူနေမယ်ဆိုရင်လဲ fine ဒီအိမ်ရဲ့ဖွဲ့စည်းပုံအရတော့ဒီ space ကတော့ open space လောက်တာပေါ့နော်။အဲတော့မိသားစုပေါ်မူတည်ပြီးတော့လဲအာအခန်းဘလောက်လိုအပ်တယ်ပေါ့နော်။ကျွန်တော်ခုနပြောတဲ့ အကြံဉာဏ်တော့တကယ်နေလို့ကောင်းမယ်မိသားစုပေါ်မှာလေမိသားစုဝင်အရေးအတွက်ပေါ်ကြည့်ပြီးတော့လေကိုဘလို့ဆောက်တင်နေဘလို့ပုံစံလိုချင်နေဆိုတာလေကျွန်တော်ဗီဒီယိုမြန်မြန်ကြည့်ပေါ့အာကြည့်ပြီးသွားရင်ဒီ great empire မြန်မာကိုဆက်သွယ်ပြီးစုံစမ်းစုံစမ်းပြီးတော့ consultant state ကတော့အားလုံးတော့ free consultant လုပ်ပြီးမှာပေါ့နော်ကဲအစွန်းတော့နောက်ဒီဘက်မှာလည်းရေချွန်းကအင်တာအာတခန်းပါပြီလားဒီအခန်းကတော့ကျွန်တော်တို့ဒီစာကြည့်ခန်းလောက်တာတို့ gym လောက်တာတို့နောက်ပြီးတော့ ဒီအပြင်နဲ့အထဲနဲ့ဒီလိုအကျယ်ကြီးပေါ့နော်ဟို space ကိုဖွင့်ထားတော့ဒီအထဲမှာလည်းကျွန်တော် entertainment ဟာဒီ indoor outdoor အဲ့လိုလေးပေါ့နော်ကြိုက်တာလွတ်လွတ်ရရနောက်ဆုံးဘုရားကျောင်းဆောင်ဒီအပေါ်ထိထားမယ်ဆိုရင်လည်းအဆင်ပြေပေါ့နော်သူကဆက်လက်ဆက်လက်ပြင်ဖြစ်ပါတယ်3 RC ဆက်လက်ပေါ့နော်ကျွန်တော်အပြင်လေးတွက်ကြည့်အောင်လားဆိုတော့ဒါကတော့အပေါ်ဆုံးပေါ့နော်ဒါကတော့တံပန်းလေးပါနေဒီအပေါ်ဆုံးမှာလည်း indoor plant တွေထားခြင်းနဲ့ပန်းဦးတွေထားခြင်းနဲ့ဆိုရင်လည်း fine တယ် ရာဒီယူပူမှာစိုးရင်လည်းဆိုရင်လည်းဆန်းရှိတ်လေးထုတ်လိုက်ပါတော့။ဒါဆိုရင်ဒီဟာအဖွင့်လေးယူထားတယ်အပိတ်လေးလည်းယူထားပါတော့။ဒီလိုပုံစံလေးယူထားတယ်။ဆိုတော့အခုအိမ်ကတော့ဒီလောက်ပဲပေါ့နော်။အဲဒါ3000နဲ့900ဝန်းကျင်နဲ့လုံခဲ့တဲ့6လကစောက်တယ်အခုအိမ်အပ်တာပေါ့နော်ဆိုတော့အိမ်အပ်တဲ့ချိန်မှာလည်းကျွန်တော်တို့အိမ်စောက်ခြင်းနဲ့မိတ်ဆွေတွေအိမ်စောက်ခြင်းနဲ့ပရိသတ်တွေလည်းအိမ်ဘလို့စောက်တဲ့နဲ့ဘလောက်လောက်ကုန်ကြမလဲဒါကိုလည်းမှန်းလို့ရအောင်ဒီများဘလို့စောက်ထားတာလည်းလေးလျာလို့ရအောင်ဒီဒီတင်ဆက်လိုက်တာဖြစ်ပါတယ်ဆိုတော့ တကယ်လို့ကိုဆောက်ကျင်နေဆွေးနွေးကျင်နေဆိုရင်လေ great employer မြန်မာကိုကျွန်တော်ဆက်သွယ်လို့ရပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ